င်းတကယ်လို့မျက်ကောင်တစ်ခုတွေ့တဲ့အခါမှာမျက်ပေါ်ဆွဲလို့ရှိရင်တဲ့အပိုင်းသုံးပိုင်းခွဲခြားထားရမယ်တဲ့ဒီကျွန်တော်မျက်ခုံတစ်ခုကိုထိုးချင်တိုင်းထိုးလို့ရအောင်ပုံပေါ်ချင်တိုင်းပုံလို့ရအောင်ကိုယ်စီတဲ့တိုင်းလုပ်ဖို့ရအောင်သူ့မှာအခြေခံအားဖြင့်အပိုင်းသုံးပိုင်းရှိတယ်တဲ့အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်မျက်ခုံလေးတစ်ခုဆွဲလိုက်တယ်ပေါ့ ီစမ်းမက်ကလေးကိုအေးလို့တတ်မှတ်မယ်။ဒီကျွန်တော်မျက်ခုံမှာပုတ်ပုတ်ကြည့်လိုက်အကုန်လုံးမျက်ခုံတစ်ခုဆွဲပြီးတော့ချိုးချတဲ့နေရာလေးမရှိဘူးလား။ချိုးလိုက်ရတဲ့နေရာလေး။အဲ့ချိုးလိုက်ရတဲ့နေရာလေးကိုချေလို့ကဘာလို့တတ်မှတ်လဲ။ဘီလို့တတ်မှတ်မယ်။နောက်ဆုံးမမိပိုင်းလေးကိုစီလို့တတ်မှတ်မယ်။အဲ့တော့မျက်ခုံမှာအမိုင်းသုံးပိုင်းရှိတယ်ဗါလေ။ A B C စမ်းမဲ့ရေချိုးချတဲ့အမဲ့ရေသုံးမဲ့ရေသုံးမျိုးရှိနေ နော်အဲ့တော့အဲ့သုံးမျိုးရှိတဲ့အချိန်မှာမှ A နဲ့ B နဲ့နှစ်ပိုင်းရှိရပါမယ်တဲ့ B နဲ့ C ဒီတစ်ပိုင်းရှိရပါမယ်2 is to 1နှစ်ချိုးတစ်ချိုးပေါ့အချိုးကအရှိက A နဲ့ B နဲ့နှစ်ချိုးရှိရမယ် B နဲ့ C ဒီတစ်ချိုးပဲရှိရမယ်အဲ့တော့မှဒီရှယ်ရဲ့မျက်ခုံလေးကလှရပါဒါကတော့အခြေခံအသေးအပိုင်းပေါ့ဒါလေးကတော့ basic လေးပဲရှိသေးတယ်သဘောပေါက်လားအဲ့တော့ abc ၃ပိုင်းရှိရမယ်ရလား တဘောပေါက်လာရင်အဲ့တော့အဲ့ဒီ ABC မှာတဲ့ထက်လာပြီနော် A ဘိုင်းက D A ဘိုင်းလေးကအနည်းငယ်ကြီးရမယ် B ဘိုင်းလေးက A ဘိုင်းထက်စာရင်ဘာဖြစ်အောင်လဲဆိုတော့အနည်းငယ်တေးရမယ်။ဥပမာဒီမှာ6 6စိတ်လောက်ရှိရပေါ့။တချို့လိုမျက်ခုံ A ဘိုင်းလေးက6စိတ်လောက်ရှိရဆိုရင် B ဘိုင်းဒီဘလောက်ပဲရှိရမယ်။7စိတ်လောက်ရှိရမယ်။ဥပမာ8စိတ်လောက်ရှိရမယ်ပေါ့။ဒါဆိုသူ့ထက်စာရင်နည်းနည်းလေးတွယ်သွားစီခြင်းတဲ့ပုံစံမျိုး။ เนาะအဲ့တော့အဲ့ဒီပီပိုင်းလေးတွယ်လာပြီဆိုရင်အမိပိုင်းလေးရပါဖြစ်သွားမှာလေတွယ်ပြီးတော့မှရှူသွားရမယ်ဒီအမိပိုင်းလေးကအတုံးလိုက်ကြီးရအစ်လိုက်ကြီးအဲ့လိုမျိုးဖြစ်လို့ရလားမရအောင်เนาะရလားအဲ့ဒါလေအဲ့တော့အဲ့ဒီမျိုးတွေဆွဲတော့မှရှူရဲ့မျက်ခုံတွေတစ်စုံကလောက်အဲ့တော့အဲ့နာပြီးသွားပြီလားဆိုတော့မပြီးသေးဘူးเนาะ ဒါချယ်ရီညက်လုံးဆန်ကြီးပေါ့နော်အဲ့တော့ညက်လုံးဆန်ကြီးရနေပြီးတော့မှဒီညက်လုံးဆန်ရဲ့အစောကလည်းသူ့ရဲ့အမေးဒီဘယ်နေရာမှာရှိရမလဲဆိုတော့55ကီလိုနေအစောမှာရှိရပါမယ်တဲ့ရပါအဲ့တော့ A B C အပိုင်းမနှပိုင်းရှိရမလဲလုံးပိုင်းရှိရမယ် A နဲ့ B ဒီနန်ချော B နဲ့ C ဒီချော A ဘိုင်းရပါဖြစ်ရမလဲရှိရမယ် B ဘိုင်းရ တွေ့ရမယ်စီပိုင်းကတွေ့ရတယ်အဲ့ဒီတွေ့သွားတဲ့စီပိုင်းလေးရဲ့ရှူးတဲ့ဒီဆုံးမှတ်ကလေးတွေဘယ်လမျက်လုံးဆိုင်ရဲ့ဖန်နေရမှာရှိရမလဲမျက်လုံး55ဒီဂရီအဆောင်းမှာရှိရမယ်အဲ့တော့55ဒီဂရီကြော်လို့လည်းမရဘူးတူလို့လည်းမရဘူး သဘောပေါက်လားအဲ့တော့ဒီလိုမျက်ခုံပုံစံကိုအခြေခံအားဖြင့်ဒါလေးတော့မသိဘူးဆိုချက်လုံးမျက်ခုံတစ်စုံလှအောင်ဆွဲလို့မရအောင်သဘောပေါက်လားဆွဲချင်တိုင်းဆွဲဖြစ်ချင်တိုင်းဖြစ်လုပ်ချင်တိုင်းလုပ်တော့မျက်ခုံလေးပါဖြစ်နေလေကျွမ်းကိုယ်အမီရောက်ချင်တဲ့နေရာတွေရောက်နေတယ်